ဟုတ်တယ်ဘန်ဒဝင်ဖန်ဆင်းရှင်ကတော့မမက်ရရပြင်အချစ်တကိုးများတဲ့ကကိုလင်မိုးရဲ့ character လေးပေါ့ကိုသားကြီးရဲ့ကိုလင်မိုးရဲ့မက်ဝဲချစ်တကိုးများဆိုတာအဲကားလေးတအားကြိုက်ကြတာဘလို့ဟာတာတစ်ခုခုလုံနေနေဒီဘက်မှာအပျော်ပြက်လုံနေနေကိုလင်မိုးချိန်းသွားတဲ့ item လေးတွေဆိုကျွန်တော်ရန်သဘောကျကျွန်တော်ကအာကိုလင်မိုးတို့ကိုတီတို့ရဲ့ပြည်သက်ပေါ့နော်အရင်ကြည့်ခဲ့ကိုလင်မိုးကားကြီးဆိုလဲဒါကြည့်ခဲ့ကိုလင်မိုးသေယုတ်ဆောင်တာတွေပါဆိုလဲအာဒါသဘောကျတာပေါ့ အဲညမထွက်ရောက်တော့တဖွဲ့သားလုံးလာပြီးတော့အပေးဝင်းရံပေးတာပါဟုတ်ကဲ့ဟုတ်ကဲ့ကိုညိုနဲ့လည်းခင်ပါတယ်ညီမလည်းခင်ပါတယ်ကိုညိုလည်းကျွန်တော်တို့ဒီတရုတ်ဆောင်မဖြစ်ခင်တည်းကဒီကိုညိုတရုတ်ဆောင်နဲ့ဇက်ဇလန်တွေကိုညိုတို့ခေတ်ကဇက်တွေဆိုတအားကြိုက်ခဲ့ရတာအဲကိုညိုတို့ခေတ်ကကားမျိုးတွေကျွန်တော်ပြန်ရဲချင်တာအဲမသိဘူးဗျကိုညိုကအဲဒီခုဇလန်တွေလိုပဲပေါ့တွစ်တွစ်လေးတွေကောင်းတယ်ကတ်စတင်လေးယူရတာကောင်းတယ်အော်ကိုညိုနေကကျွန်တော်တို့အခုကပါတိတိဆိုင်ဆိုင်ဘာမှတော့မပြောရသေးဘူး ဘာဇလန်ရဲ့လို့လည်းမပြောရသေးဘူးနော်အခင်မင်မှုနဲ့ကိုညိုဝန်းရံပေးတယ်အကိုညိုရဲ့ပြိတ္တတယောက်လည်းဖြစ်ခဲ့ဘူးရလားလောက်ဝင်းတာပါအဲ့တော့တော့ဇက်ပေါ်မှာပဲမူတည်တာပေါ့ပေးမတိရတဲ့အကြောင်းတရားလည်းရှိကောင်းရှိနေနိုင်ပါဘူးတကယ်လို့ပေးမတိရတဲ့အကြောင်းတရားရှိရဲဆိုလို့ရှိရင်လည်းဟောပါပေါ့လက်ခံပါပဲရိုက်ကြည့်ပါပဲသိမှာပေါ့အဲ့မေခွန်းနဲ့ပတ်သက်ပြီးတော့လေ အဲကိုယ်တိုင်မကြုံတွေ့ရတဲ့ခါကျတော့နည်းနည်းတော့ခက်ပါတယ်အဲမေကုံးကိုဖြေရတာเนาะရှိနိုင်ပါတယ်အဲကိုညိုးရဲ့ technique ကလည်းတမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်လေเนาะသူကအဲ့အချိန်မှာဖြစ်ပေါ်လာတဲ့ item ကိုလိုချင်တာလားကြိုလုပ်ထားတဲ့ item ကိုလိုချင်တာလားဆိုတော့အာကိုညိုးသတ်မှတ်ထားတဲ့ technique တခုရှိမှာပေါ့ challenge ကတော့ကြိုက်တဲ့လူဆိုတော့တကယ်လို့ရောက်လာလို့ရှိရင်လည်းအဲတယောက်ဆောင်ပြရင်လည်းတယောက်ဆောင်ပြသွားနိုင်ပါတယ်ဟုတ် အမှုပညာဆိုတဲ့အတိုင်းပဲလေနော်အမှုရန်စိတ်ပါတယ်အဲတဘာဝတရားတွေကရှိတဲ့လူတွေလည်းကြည်ရတယ်အားလုံးမမြင်ရတဲ့စိတ်ထဲမှာရှိတဲ့အရာကိုလည်းမွေးမြူပါတယ်ငယ်သွေးကြွနေတဲ့အချိန်နှုတ်နေတဲ့အချိန်ကတော့တစလို့တစောက်ကန်းလေနော်ဒီ industry တွေကိုဝင်ကျင်တာပဲရှိတယ်ဒီ industry ရဲ့ပညာခက်ခဲနေနေတယ်ပေါ့နော်ခက်ခဲတာနဲ့နေတာပေါ့ခက်ခဲတာစူးစမ်းသိရင်လို့ရတယ်နေနေတာကြတော့ဟော experience အမယ်ပေးသွားတာဆိုတော့အဲတကယ်တကယ်တတဲ့ဝင်တိလာတယ်လှုပ်လာတဲ့အချိန်မှာကျွန်တော်တို့စာအเจ้าမှာစာတင်တယ်လို့၁၀တန်းပြီးအဲ၉တန်းပြီးရင်၁၀တန်းတက်တယ်လို့မျိုးပဲဒီအနုပညာလည်းတတန်းပြီးတတန်းတက်ရတာပေါ့ဟုတ်အများတတ်မှတ်ချက်ကသာလင်းကျွန်တော်အတန်အကျောင်းဆိုတဲ့တတ်မှတ်ချက်တတ်မှတ်ပါလိမ့်မယ် ကိုကိုရိုင်ကကြတော့ဒီအတိုင်းနဲ့မွေးလာတာဆိုတော့ကျွန်တော်ရဲ့အတန်အထူးကြရမထူးကြဘူးပါသာကျွန်တော်တော့အထူးကြနေဘူးအပြည့်တနာဖြစ်နေရလေနော်ဟုတ်ကျွန်တော်တို့ကိုမျက်နှာကိုပြန်မမြင်ရတယ်လို့ပေါ့လေကိုအတန်ကိုပြန်မကြားရအောင်သူများကြားရဲအော်ဘလို့ကြားရဲဆိုတာကျွန်တော်မကြားရအောင်အဲဒီခါကျတော့ကျွန်တော်ဆုံးဖြတ်ခတ်တယ်အဲသူများတွေဆုံးဖြတ်မှုမှန်တာလည်းကျွန်တော်ကဟိုဇက်ရလာတဲ့ဇက်ကို ကြိုက်တော့ ਈ မကြိုက်တော့ ਈ ညင်းတာဖြစ်ဖြစ်လက်ခံတာဖြစ်ဖြစ်ပဲလောက်ရတာဆိုတော့အဓိကတော့ figure ကြောင့်နဲ့တူပါတယ်အဲကျွန်တော်ရဲ့ဒီ experience appearance ကြောင့်လေ appearance ကိုကြည့်ပြီးတော့ငားကြတာများတာပေါ့နော်ကျွန်တော် drama ကြိုက်တယ်ကျွန်တော် drama ရမ်းကြိုက်တယ်အဲ drama ကိုလောက်ရတာနက်နက်နေနေလောက်ရတာကြိုက်တယ် item လေးကိုမသိမသာချိန်ရတာဒါအားကြိုက်တယ်အဲတန်ဖိုးတက်လာတဲ့အချိန်ကြာသွားတဲ့အချိန် ဘဝကိုပြတဲ့အချိန် character တယောက်ရဲ့အတက်ကြရပြတဲ့အချိန်တအားချက်ကျွန်တော်ကအာကိုလင်မိုးတို့ကိုတီတို့ရဲ့ပြိသက်ပေါ့နော်အရန်ကြည့်ခဲ့ကိုလင်မိုးကရီဆိုလဲဒါအားကြည့်ခဲ့ကိုလင်မိုးသေယုတ်ဆောင်တာတွေပါဆိုလဲအာဒါသဘောကျတာကိုလင်မိုးလိုမျိုးသေယုတ်ဆောင်ခြင်းခဲ့တယ်ပေါ့ငငယ်ကဟုတ်တယ်ဒရမာလည်းမှန်တယ်ဟိုပေါ့အဲ့လိုဟိုဟာတာတစ်ခုခုလုပ်နေရင်ねဒီဘက်မှာအပျော်ပြက်လုပ်နေရင်ね ကိုလိုမိုချိန်းသွားတဲ့ item လေးတွေဆိုကျွန်တော်ရန်သဘောကျဟုတ်တယ်ဘန်ဒဝင်ဖန်ဆင်းရှင်ကတော့မမတ်ရရပြီးအချစ်တကိုများတဲ့ကကိုလိုမိုရဲ့ character လေးပေါ့ကိုသားကြီးရဲ့ကိုလိုမိုရဲ့မတ်ဝဲအချစ်တကိုများဆိုတာပေါ့အဲ့ကားလေးတအားချိုက်ခဲ့တာအဲကျုံရင်တော့အကိုပါညာပဲနှုတ်ဆက်ဖြစ်ပါတယ်အဲ့လိုမျိုးတော့တည်တံ့တော့မရှိဘူးအဲဒါလည်းအဲလောက်အောင်ပါပေါ့လေနော်တင်းတင်းလျောက်ပတ်တဲ့ဟာသဆိုရင်တော့လုတ်ပါတယ်ဟုတ်ဒီကတော့ကားလေးကအခုမှ script ဖတ်ပြီးရွေးချယ်တော့ဆိုတော့လေနော်အဲ ထပ်ပြီးတော့လည်းတွေ့ရအောင်ပါပါဒီနှစ်ထဲမှာလည်းဂျုံတင်ကားတွေရှိနေပါသေးတယ်ဟုတ်အဓိကတော့ဒဏ်ရာတွေများတယ်လေနော်အားလုံးမှာကိုစီကိုစီဒဏ်ရာတွေအလှော်လိုက်ဒဏ်ရာတွေများတယ်အဲ့ဒဏ်ရာတွေကူစားနိုင်ဖို့ကကိုယ့်အကူပျော်နေစိတ်ချမ်းသာတော့လို့ပြီးလို့ရှိရင်အဲကိုယ်ဘေးမှာရှိတဲ့လက်ကန်ကလူတွေအရင်ကြည့်အရင်သူတို့မေတ္တာပေးအရင်ချစ်ပေးပြီးရင်ကိုယ့်ကိုယ်ကိုချစ်အဲဥပမာလေးတစ်ခုလို့ပြောလीနော်ကျွန်တော်ဆို ်လေရင်စီးရင်အမြဲသတိထားမိတာလေးရှိတယ်။ဘာလေးလဲဆိုလို့ရှိရင်အောက်ဆီဂျင်ပိုက်ပြုတ်ကျလာလို့ရှိရင်မိမိဘက်ကမိမိကိုတက်ပြီးမှသာလေခလေးတငယ်များနဲ့တခြားသူများကိုကူညီပါရှင်ဆိုပြီးတော့လေရင်မလေးအမြဲသတိပေးတဲ့ဟာလေးရှိတယ်။အဲ့ဒီဟာလေးကကျွန်တော်တို့အတွက်ဟိုဘယ်လိုဘယ်လိုပြောမလဲတင်ငန်းစာလေးတစ်ခုလိုပေါ့။ကိုယ်တကယ်အသက်ရှင်နေမှဘေးနာဒုက္ခရောက်တဲ့လူတွေကိုကူညီနိုင်ပါဆိုတဲ့ဟာလေးအမြဲတင်ငန်းစာရပါတယ်။